はい、皆さんこんばんは。ねです。ဒီကတော့私とメナノニオンゴグラマーサーရဲ့အခန်းလေးစေကိုဆက်ပြီးတော့ share လုပ်ပြီးတော့မှာဖြစ်ပါတယ်။ဟာတကြီးကြားထဲမှာနေမကောင်းနေရတဲ့ဒီဆက်ပြီးတော့မတင်နိုင်ခဲ့ဘူးပေါ့နော်။နှစ်ရက်သုံးရက်လောက်ကြာသွားပါတယ်။ဒီနေ့တော့ထပ်ပြီးတော့ဆက်တင်ပြီးမှာဖြစ်ပါတယ်။ မတရှိ channel ကဒီသမားဗီဒီယိုတိုင်းကိုလွတ်မသွားချင်ဘူးဆိုရင် channel လေးကို subscribe လေးလုပ် notification အထပ်ကြည့်လို့ရပါတယ်မြန်မာနိုင်ငံကဆိုရင်လည်း VPN လေးခန့်ကြည့်ဖို့ request လုပ်ပါစီ channel ကကိုတက်တကယ်အကျိုးရှိတယ်ဆိုလို့ရှင်လည်းအခြားကိုရတဲ့ငွေချင်းကြီးစီကိုလည်းလက်တူပေးဖို့လည်းမမေ့နဲ့အောင်နော်ကဲဒါဆိုရင်ဒီနေ့ရအခန်းလေးရဲ့ grammar pattern လေးကိုဝါတရှိနဲ့အတူတူဆက်ပြီးတော့လေ့လာကြမယ်နော် အခန်းလေးဆိုင်အခန်းလေးဆိုင်မှာဆိုရင်တော့မှတ်စရာ grammar pattern ၃ခုပါမယ်ပေါ့နော်အဲ၃ခုလောင်းကအရင်ကြီးခက်ခဲတယ်မမပါဘူးမှတ်ရလွယ်ပေါ့နော်အဲ့တော့ grammar zone တစ်ခု grammar zone တစ်ခုကကြတော့ကားဆိုတဲ့စကားလုံးလေးကားကဘာတကြီးလို့ unfit ခနေရသင်ခဲ့တယ်လीမိငုံစကားလုံးလေးဟုတ်ကြဟုတ်ဒီမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲမိငုံစကားလုံးလေးပဲဒါပေမဲ့သူကကြတော့လीမိငုံကိုစကားလုတ်ပြောတဲ့နေရာမှာတုံးတာဥပမာကွာအဲအရေးပေါ်ထပ်ပေါက်ကဘယ်နေရာမှာရှိလဲဆိုတာ ဟလာဘယ်နေရာမှာရှိလဲလို့မေးတာမဟုတ်ဘဲနဲ့အဲ့လိုရှိလဲဆိုတဲ့ပုံစံမျိုးမေးခွန်းကိုစကားလုပ်ပြီးပြောတာငါလေးငါရဲ့မျက်မှန်ကိုဘယ်နေရာမှာထားမိလဲဆိုတာအဲ့တော့ထားမိလဲဆိုတဲ့မေးခွန်းကြီးကိုစကားလုပ်ပြောတာကွာအဲ့လိုမျိုးမေးခွန်းကိုစကားလုပ်ပြောတဲ့နေရာမျိုးမှာတုံးတယ်နောက်တစ်ခုကကျတော့ဝေခွဲမရလို့မေးခွန်းထုတ်ပြီးပြောရမှာတုံးတယ်ဥပမာငါနင့်ကိုလေပါတီအချောင်းကိုပြောပြီးလာဆိုတာ အာငါပြန်စဉ်းစားနေရတော့ပါတော့ပေါ့အဲ့လိုမျိုးကွာဒီလားဝေခွဲများလို့မိကုန်းထုတ်ပြီးပြောရမှာတုံးတယ်မိကုန်းကိုစကားလုပ်ပြီးပြောတဲ့နေရာမှာတုံးတယ်အာပြီးရင်နောက်တစ်ခုကကျတော့သူ့မှာရှေ့မှာအမေးစကားလုံးလေးကြီးပါတယ်ပြပေါ့နော်အမေးစကားလုံးလေးကြီးနဲ့နောက်မှာကား ာလို့တင်းမလဲဆိုတော့ तू ကမိကုန်းထုတ်တယ်ဆိုမှတော့ဖြစ်ပြီးသားတွေရောမဖြစ်ရသေးရရောအကုန်လုံးမိကုန်းထုတ်လို့ရတယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ bath ဆိုရင် plain found လိုက်မယ် ejective ဆိုရင် ejective na ejective မှာတော့ na ဖြုံမယ် noun ဆိုရင်လည်း na ဖြုံမှာတော့ noun ကလည်းဒီတိုင်းရေးမှာပေါ့ ga ဆိုပြီးတော့ la ဆိုတာ le ဆိုတာဆိုပြီးဘာသာပြန်မယ်မိကုန်းကိုစကားလုံးပြောတာဝေခွဲများလို့မိကုန်းထုတ်ပြီးပြောရမှာတော့ねရှေ့မှာအမိစကားလုံးလေးပြီးပါတတ်ပါတယ် အဲ့ဒါဒီမှာဆိုရင် really ဖတ်ပြမယ်ဟီဂျောကူချီဝါဒုခိုနီအာရုကာတတ်ခါမဲတဲ့အိုကီမတ်တဲ့ဒီဟီဂျောကူချီဆိုတဲ့အရေးပေါ်ထပ်ပေါက်ကြီးကဒုခိုနီဒီမှာဆိုရင်အမေစကလုံးလေးတွေ့လားအာရုကာဘယ်နေရာမှာရှိလဲဆိုတာဘယ်နေရာမှာရှိလဲလို့မေးလိုက်တာမဟုတ်ဘဲနဲ့ဘယ်နေရာမှာရှိလဲဆိုတာတတ်ခါမဲတဲ့အိုကီမတ်စစ်ဆေးထားမယ်ဒါဆိုလို့ရှိရင်မိကုန်းကိုစကားလုံးပြီးပြောတာကွာနောက်တစ်ခုဒိုရှတဲ့この答えが正しいかわかりません。 ိုးရှိတယ်ဒီမှာလည်းအမေးစကားလုံးလေးဘာဖြစ်လို့ဒီအဖြေကဒါရရှိကမှန်တယ်လေဆိုတာကိုဝါခါဒီမှာဆက်နားမလဲဘူးဝေခွဲမရဘူးဘာကြောင့်မှန်ရတာလဲမှန်ရတဲ့အကြောင်းရင်းကိုသူကောင်းကောင်းမသိဘူးပေါ့နော်အဲ့လိုမျိုးအခြေအနေမှာဆိုရင်ကားဆိုလေမိကွန်စကားလုံးလေးကိုတောင်းပါမယ်နောက်တစ်ခု not ကတော့ကာဂျိုးကာကာဂျိုးကာရှေ့မှာတုံးတဲ့ဖောင်နေအကုန်လုံးဒီရှိမှာအပေါ်မှာကာဆိုတဲ့ဟာနဲ့ကတူလေအဲ့တော့ကာဂျိုးကာရဲ့အတိတ်ပဲဒီလာမလားကိစ္စတခုကိုလေ ဟုတ်လားမဟုတ်လားလုတ်လားမလုတ်လားလုတ်လို့ရမရဟုတ်မဟုတ်အတီးပြူတဲ့အခါမျိုးမှာသုံးနေအဲ့တော့သူဒီလဲအတီးပြူတယ်ဆိုမှတော့မဖြစ်သေးတာတွေရောဖြစ်ပြီးတာတွေရောအကုန်သုံးလို့ရတာဖြစ်တဲ့ကြောင့်လို့ဘတ်ဆိုရင် plain found လိုက်မယ် eight eight အတိုင်း nine eight ဆိုရင် nine ဖြုံမယ်နောက်ဆိုနောက်အတိုင်းကာတူကလာမလားဆိုပြီးတော့ဘာသာပြန်မယ်အဲ့ဒီမှာမလေးဝတ္တိကြီးတို့ဆပုံမှန်ကတော့ဒီ လင်းဆောင်ကဒုကာဆိုပြီးလိုက်တာများတယ်အဲ့ဒီမှာမှတကယ်လို့မြင်အဲ့ဒီရှိမှာ9ကဒုကာလို့မြင်ဖြစ်လို့ရှိရင်အဲ့ဒါဒီဖြစ်လေဖြစ်တာမရှိတဲ့ဟာမျိုးတွေမှာသုံးပြီးတော့ပလင်းဆောင်ကဒုကာဆိုရင်တော့ဖြစ်လေဖြစ်တာရှိတဲ့အရာတွေကိုသုံးမယ်။ဘာလဲဆိုတာကိုဝတ္တရှိရပြပြမယ်ဒီအောင်မှာဒီမှာဆိုရင်အိုခါနေကဒါရီတို့ အာဒါရီရူကာဂျိုကာတက်ရှ်ကာမဲတဲ့ခူရာဆိုင်ပတ်စံကလောက်လားမလောက်လားဆိုတာကိုစစ်စစ်ပြီးပါဒါဆိုရင်ပုံမှန်ဖြစ်နေကြလေပတ်စံလောက်လားမလောက်လားစစ်စစ်ရမှာပဲလीเนาะဒီမှာဆိုရင်ကြည့်ကြည့်မေးခေစုက9ကာဂျိုကာဒီလိုမျိုး9လေးပါပြီဆိုရင်တော့ဒါပုံမှန်မဟုတ်တဲ့ဟာမျိုးတွေမှာအငင်းဖောင်နေတုံးတာများတယ်ဒဏ်ရာရတယ်ဆိုတာအမြင်နဲ့ဖြစ်တာမှမဟုတ်တာလीเนาะဒဏ်ရာရတယ်ဆိုတာဖြစ်လေဖြစ်တာမရှိတဲ့အရာမျိုးတွေအဲ့လိုဖြစ်လေဖြစ်တာမရှိတဲ့အရာမျိုးတွေဆိုရင်9ကာဂျိုကာနဲ့မေးတာများပါတယ် အသေးစိတ်ကြီးမှတ်စရာလိုလားလို့ပြောရင်တော့မလိုပါဘူး။ဒါပေမဲ့ဘာလို့ဒီနေရာမှာ9သုံးပါလဲဆိုတာကိုပြောပြချင်လို့ပါ။မီရာဆန်နီခေတက်ဂရာဆိုက်မီရာဆန်ဒီကိုမြင်မြန်ပြပါ။အဲ့တော့ကာဒူကာရဲ့ရှင်မှာ plain form နေလိုက်တယ်။အဲ့ဒီမှာမှာ9ကာဒူကာဆိုလို့ရှိရင်ပုံမှန်မဟုတ်တဲ့ဥပမာဒဏ်ရာရတာတွေဒါမှမဟုတ်လို့ရှိရင် accident ဖြစ်တာတွေသေးတာတွေစသဖြင့်ပေါ့နော်။အဲ့လိုမျိုးကိစ္စရက်တီမျိုးဆိုလို့ရှိရင်9ကာဒူကာဆိုပြီးသုံးမယ်ပေါ့။ဒါဆိုရင်မှတ်စရာ grammar pattern နှစ်ခုပြီးသွားပြီ။ဟာနှစ်ခုလုံးဒီအပေါ်မှာက လာဆိုတာလဲဆိုတာအမေစကလုံးကိုစကားလုံးပြောတယ်ကာဒိုကလာမလာမတိကြဘူးဝေခွဲမရဘူးခိစားတကူကူဟုတ်မဟုတ်လောက်ရမရအတ္တိပုရှင်ရဲ့အခါမျိုးတွေမှာကာဒိုကနဲ့သုံးမယ်သုံးတဲ့ဖောင်နေသည်ဖြစ်ဖြစ်ပြီးသားတွေရောမဖြစ်သေးတာတွေရောအကုန်လုံးသုံးလို့ရတာဒါကြောင့်မလို့ plain phone တွေသုံးနေပေါ့အဲ့လိုမှတ်ထားမယ်နောက်တစ်ခုကတော့ battery mask အရန်လွယ်တော့ battery ဆိုမှတော့ရှေ့က battery တဲ့ဖောင် battery mask ဘက်ကြည့်မယ် ဥမာတစ်ခုခုကိုလှုပ်ကြည့်မယ်စားကြည့်မယ်တွားကြည့်မယ်လာကြည့်မယ်စမ်းသပ်ကြည့်မယ်ဝစ်ကြည့်မယ်စသဖြင့်တစ်ခုခုကိုလှုပ်ကြည့်မယ်ဆိုတဲ့ပုံစံမျိုးကိုပြောချင်တဲ့အခါမှာ birthday mimas လေးကိုသုံးပါမယ် birthday ဆိုမှတော့ရှိရတဲ့ form လိုက်မှာပေါ့ဒီမှာခုနခုဆိုဟိုက်တဲ့ mimas ဒီဖက်နက်ကိုစီကြည့်မယ်ဟီတိုရီတဲ့ rock coach တဲ့မိသားစုတယောက်တဲ့ခကြီးထွက်ကြည့်ခြင်းနဲ့ ီမှာဆိုရင် birthday memes တခုတည်းပဲပုံလေးမမှတ်ထားစီခြင်းဘာတရှိရဗာလဲဆိုရင်အဲ့ဒီ birthday memes ဆိုနောက်က meme လေးကိုလည်း meet တဲ့ကြောင်းလို့ရှိရင် birthday meet တဲ့ birthday live ဆိုပြီးဖြစ်သွားမှာ birthday meet တိုင်းဆိုရင် birthday ဂျင်းနေဆိုပြီးဖြစ်သွားမယ် birthday meet တဲ့မို့ edes က birthday လေရလာဆက်တဲ့ပြင်နောက်မှာနောက်ထပ်နောက်ထပ် live ဆရာတွေအများကြီးရှိသေးတယ်အဲ့တော့ တခါတလေမှဝတ်သက်ကြီးတို့က grammar pattern ကိုမှတ်တဲ့ခါမှာ bad day me mas bad day me mas ဆိုပြီးတော့ကုန်းပြီးတော့မချက်စီခြင်းပေါ့နော်ဒီ me mas ကြီးကိုပဲထက်ပြီးတော့ found နေပြောင်းလို့ရသေးတယ်ခုနပြောသလိုပဲ dine found နေဟာလာ tea found နေ demo e-desk ကတွေပြောင်းပြီးတော့လည်းလာနိုင်သေးတယ်ဆိုတာလေးကိုလည်းသတိချက်စီခြင်းပါတယ်ဒီနေ့ကတော့အရင်ကြီးခက်ခဲခဲမရှိဘူးပေါ့အဲ့တော့ဝတ္ထုကြီးကနောက်တစ်ခေါက်ပြန်ပြီးချုပ်ပေးခြင်းပါတယ်ပထမအဆုံး grammar pattern လေးကားဆိုတဲ့အမေစကလုံးလေးကဒီမေးတာဒီနေ့မှာလားဆိုတာလဲဆိုတာဆိုပြီးတော့ကိုအမေစကလုံးကိုစကားလုပ်ပြီးပြောတဲ့အခါမျိုးမှာတုံးနေ နောက်တစ်ခုကဝေခွဲများလို့ပြောချင်တဲ့အခါမျိုးမှာသုံးတယ်။ရှေ့မှာအမေးစကားလုံးနေပါတတ်ပါတယ်ပေါ့။နောက်တစ်ခုကကာဒိုးကလာမလား။ကိစ္စတစ်ခုကိုဟုတ်လားမဟုတ်လားလုံရုံရလားမရလားအတည်ပြုချင်တဲ့အခါမျိုးမှာသုံးတယ်။မြတ်တော်အဖင်းတော့ plain form နဲ့မသုံးဘူး။ရှေ့မှာ9 form ဆိုရင်တော့ပုံမှန်ဖြစ်လိဖြစ်တတ်မရှိတဲ့အရာမျိုးတွေဆိုရင်9ကာဒိုးကနဲ့သုံးတာများပါမယ်။ နောက်တစ်ခုကကြတော့ battery mass battery မယ်တခုခုကိုလှုပ်ကြည့်မယ်စားကြည့်မယ်သွားကြည့်မယ်လာကြည့်မယ်ဆက်သက်ကြည့်မယ်စသဖြင့်အဲ့လိုမျိုးအခြေအနေမျိုးတွေမှာ battery mass ကိုသုံးပါတယ်အဲ့ဒါမှာ battery mass လေးကိုမှ form အမျိုးမျိုးပြောင်းပြီးတော့လည်းသုံးလို့ရပါသေးတယ် battery meter battery light battery meter battery ချင်းနဲ့ battery meter မို့ e test က battery လေးရလာစသဖြင့် ဆောင်းနေအမျိုးမျိုးသုံးပြီးတော့ရာသီကြောင်းကိုလည်းထပ်ပြီးတော့သတိဆက်စီခြင်းပါတယ်။ဒါထားဆိုရင်တော့ဒီနေ့ကပကန်း40ရဲ့ grammar pattern ကို share လုပ်တာပြီးသွားပါပြီ။ဒါလို့ဆိုရင်တော့လွယ်လွယ်လေးနဲ့အိတ်နားထားရုံနဲ့ရမယ်လို့မျှော်လင့်ပါတယ်။ဂျာမင်နက်ဆန်အော်စကာရဲ့စာမန်ဒေးစတာမာဒါနေဘိုင်ဘိုင်ဝီယာဆူမီ